အခုချစ်တို့မဟုတ်စမီကနဒါလို့ခေါ်တဲ့ချစ်ပြားတွေကတင်းငယ်တဲ့ electronic circuit တွေဖြစ်ပါတယ်။ဒီချစ်ပြားတွေကကျွန်တော်တို့သုံးပြနေတဲ့ဖုန်း၊ကားနဲ့ AI system တွေနဲ့ပတ်နိုင်အောင်ဆန်းဆောင်ပေးပါတယ်။ချစ်တွေဘယ်လိုဖြစ်ပေါ်လာလဲ။ချစ်ပြားတွေကိုတဲထဲမှာပိုင်စမီကနဲ့ပြုလုပ်ပါတယ်။စမီကကိုတန့်စင်ကဆိုလင်နာချောင်းပုံစံပုံဖော်ပြီးချစ်ပြား foundation ဖြစ်တဲ့ wifi ပြားတွေအဖြစ်ချလိုက်ပြီးဖြစ်ပါတယ်။ wifi ပြားတွေရရှိလာတဲ့အခါ ultraviolet light တွေသုံးပြီးအလွန်တင်းငယ်တဲ့ circuit pattern တွေကို wifi ပေါ်မှာရိုက်နှိပ်ခြင်း ဒတာဆီမီကွန်ဒက်တာနဲ့အင်ဆူလေတာတွေထည့်သွင်းခြင်းအချင်းမလိုအပ်တဲ့အပိုင်းတွေကိုဖိတ်ထုတ်ခြင်းဒိုပင်း electricity စီစဉ်မှုကိုထိန်းချုပ်ဖို့အရင်ထည့်သွင်းခြင်းတို့ကိုလုပ်ဆောင်ပါတယ်။ထို့နောက်မှာတော့ချစ်ပြားတစ်ခုချင်းစီကို error ဆစ်ဆီးပြီး error ကင်းတာတွေကိုလိုအပ်သလိုဖြတ်တောက်ပေါင်းသွင်းထုတ်ပို့ပြီး manufacturer ကြီးပို့ဆောင်ပါတယ်။ chip တွေကိုဘယ်နေရာမှာအသုံးပြုတယ်လဲ။ microchip တွေဟာ digital device တွေရဲ့အသက်လို့ပြောလို့ရတဲ့အတွက်နေရာရင်းလိုလိုမှာအသုံးပြုပါတယ်။ smartphone တွေရဲ့ power processor, camera control, battery management ကွန်ပျူတာတွေရဲ့ CPU, GPU နဲ့ RAM chip ၊ကားတွေရဲ့ engine control, ABS system, navigation, AI system နဲ့ robot ပိုင်းမှာ neural processing unit, sensor, machine learning accelerator, ဂျူရူနဲ့ drone နဲ့ tiny microchip တွေပါဝင်ပါတယ်။ chip တွေရဲ့အလုံးလုံးပေါင်း chip ပြားတစ်ခုချင်းပြီးမှတန်းနဲ့ချီ billion နဲ့ချီတဲ့ transistor တွေပါရှိပါတယ်။ transistor တွေက layer 6စီချောင်းကို one of zero ဆိုင်ခလုံးများပြင်ဆင်ပေးပါတယ်။ဆို one zero တွေကနေကွန်ပျူတာရဲ့အချက်လက်စီမှန်ခံခွဲအခါအသုံးပြုတဲ့ binary language ဖြစ်ပေါ်လာပါတယ်။ဒါကြောင့်တင်ဖုန်းဆက်ခွဲမှာတစ်ခုခုနှိပ်လိုက်တဲ့အခါချစ်ပြားတွေကပုံမှန်ပြောခဲ့တဲ့သင်္ကေတတွေကိုအသုံးပြုပြီးတင်ရလမ်းညွှန်ချက်ကိုအကန့်ပိုင်းအတွင်းမှာပဲမျက်စံစောအကောင့်ထဲပေါ်ပေးပါတယ်။